တောင်ကိုရီးယားနိုင်ငံမှာရဲတပ်ဖွဲ့ကကမ္ဘာယုံနဲ့လူတို့အဆောင်ကိုဝင်ရောက်စီးနင်းပါတယ်။တောင်ကိုရီးယားနိုင်ငံမှာဆွဆွဲဖြစ်တဲ့ခံရတဲ့သမရဟောင်းရောင်းစိတ်ကိုရာဇမှုမြောက်တဲ့စုံစမ်းစစ်ဆေးမှုတစ်စိတ်တစ်ပိုင်းဖြစ်သူရဲ့ရုံကန်းနဲ့လူကျွေးဆောင်ကိုဝင်ရောက်စီးနင်းခဲ့တဲ့ဆိုပါတယ်။ရောင်စက်ရုံဟာဒီဇမလကဆဲအုပ်ချုပ်ရေးမိန့်ကျင်းပခဲ့ပြီးလက်နက်ကိုင်စစ်သားတွေကိုလွှတ်တော်ကိုစီလွတ်ခဲ့ပါတယ်။ဒါပေမဲ့အာနာသိမ့်ပွဲဟာအောင်မြင်မှုမရှိခဲ့ပါဘူး။ အဲ့ဒီနောက်ရောင်စဲရွာဆွဆွဲပြစ်တင်ခံရပြီးတော့ရာဇုဘူးဆိုင်ရာစုံစမ်းစစ်ဆေးမှုမှာတရင်ပတ်ပေါင်းများစွာဖမ်းဆီးခံရပါတယ်။ကာလာကြောင့်ရှိထိတ်တိုက်တွေးဆမှုပြီးမှတော့သူ့ရဲ့လူကြုံရေးဖွဲ့မှအဓိကခန်းကဏ္ဍကပေါင်းခဲ့ပြီးဇန်နဝါရီလမှာရောင်စဲရွာတောင်ကိုရီးယားရဲ့ဖမ်းဆီးခံရတဲ့ပထမဆုံးသံတမန်ဖြစ်လာပါတယ်။နောက်ပိုင်းမှာတော့သူ့ကို ပြန်လွှတ်ခဲ့ပါတယ်။ရဲတပ်ဖွဲ့ကသံတမန်ရုံးနဲ့သံတမန်နေထိုင်ရာအဆောက်အအုံမှာရှာဖွေမှုနဲ့ဖမ်းရတဲ့စတင်လုံဆောင်ခဲ့ကြောင်းလူတို့ကိုပြောပါတယ်။ ရတဖွဲ့ဟာကုတ်ဝတ်ထားတဲ့ဖုန်းဆက်ပါတွေကိုတင်းစီရမီရောင်းဆက်ရုပ်ရဲ့သမရလုံကျုံရဲ့သေးစိတ်ချက်လက်တွေထားတဲ့ရုံကန်းပြင်သူ့ရဲ့လုံကျုံကြီးကနေငူမှာဝင်ရောက်ရှာဖွေစီးနင်းခဲ့ပါတယ်။ရောင်းဆက်ရုပ်ကဇန်နဝါရီလကသူ့ချက်ဝင်ထဲမှာရပ်ပေါင်းများစွာနေထိုင်ခဲ့ပြီးသူ့ကိုတစ္ဆာဆောင်တည်တဲ့သမရလုံကျုံဖွဲ့အဖွဲ့ဝင်တွေကကာကွယ်ပေးခဲ့ပါတယ်။ရောင်းဆက်ရုပ်လုံကျုံဖွဲ့ဟာချက်ဝင်ကိုဝိုင်းရံကျိုးတွေအကာအရံတွေချထားပြီး ရာချီတဲ့ရဲရရှိတဲ့စုံစမ်းစစ်ဆေးသူတွေကအဲ့ဒီအဆောက်အုံကိုရောက်ရှိရင်လေကားကိုအသုံးပြုပြီးထောင်တက်ကြပါတယ်။ရဲတပ်ဖွဲ့ကပြည်ထောင်ဝန်ကြီးဟောင်းလေးဆံမျိုးကိုတရားစုံစမ်းစစ်ဆေးမှုတစ်စိတ်တစ်ပိုင်းဖြစ်သမရယုံမစီဒီမတန်းတွေကိုလည်းသိမ်းဆီးခဲ့တယ်လို့သိရပါတယ်။